ရှည်ရှည်တုန်းကခရီးကုန်လေးတွေအကြောင်းလောကရဲ့လောကဓာတ်တွေဆိုတာကိုလည်းထုတ်မပြောဖြစ်ပဲအိဗေတခုခုတက်ဝင်ခံစားလာပြီဆိုရင်အကူတို့လူလားမြောက်ကြပြီလို့ဆိုလို့ရတာပေါ့နော်ညီမငိုရမယ့်နေရာမှာရင်ပြုံးပြတက်လာပြီဆိုရင်ပေါ့လူလူကလူလားမြောက်ပြီးအိဗေရှိလာပြီဆိုတာ ਨੇ သူတို့ရဲ့အရင်ကဘဝတွေကို လွမ်းဆိုတောင်းတကြတယ်။မတို့တွေအရင်ကဘလောက်တောင်လွတ်လပ်ပေါ်ပါကြပါတလဲလို့ပေါ့။အဲ့လိုအရင်ကအရင်ကဆိုတဲ့စကားလုံးတွေကိုပြန်ငေးရင်းနဲ့ဆက်ပြီးလမ်းတွေရှောက်ရတော့တာ။ဘယ်တော့မှပြန်မရရုပ်ဖြစ်ပဲတိန်ချလိုက်ရတဲ့ကြပြတွေရှိလာတယ်။ညနေတဲ့အထိစကားပြောကြတဲ့ညတွေစားမိအစိမ်းရောင်လေးကိုငေးမောထန်ကြည့်ဖြစ်တဲ့တိတ်ဆိတ်မှုလေးတွေရှိလာတယ်။ ဘဝမျက်ရည်ဝဲเสียကောင်းတဲ့အမှတ်တရလေးတွေကိုခဏတစ်ပြုတ်တွေးပြီးတော့မနှံမနှံရုံးမြောင်ပြေးရတာမျိုးများလားညီမရဲ့တတိယရတယ်လို့ပြောပြကြလားအခုတို့နေ့စဉ်တော့တတိယဖြစ်တယ်မဟုတ်လားအတိတ်ပဲပေါ်ရခက်ခဲတဲ့ဆက်နွယ်မှုတစ်မျိုးအခုတို့မှရှိတယ်မဟုတ်လားအဆင်ပြေတယ်မဟုတ်လားဒါမှမဟုတ်အဆင်မပြေရတဲ့ကိစ္စတွေဆိုလည်း ်ညီမအစီအပြေအောင်နေဖြစ်တယ်မဟုတ်လားလေရင်နဲ့လာမယ်တင်းမောနဲ့ဂျိုပါဆိုတဲ့စာသားလေးကအခုတော့အကိုတို့မင်းရဲ့ဖြစ်တော့မင်းဟာသားလေးဖြစ်ပြီးတော့ကြုံတယ်လို့ဖြစ်တယ်လို့စီးမျောရတဲ့အခါတစ်ချက်တော့တော့တရိယာဖြစ်လာအခုချိန်ဆိုရင်ညီမကလေရင်တစင်းပေါ်မှာရှိနေမလားဒါမှမဟုတ်အပျော်စီးတင်းမောပေါ်မှာလားအခုမေးရရောညီမဖြေမလားယင် တတိယဖြစ်သလားလို့မာရီလေးစိတ်ကရန်ကုန်လီစိတ်လောက်တော့မချီဘူးနော်အဲ့လီစိတ်ကနေဆက်ပြီးသွားရတဲ့အခါခြေလင်းနေရဲ့ရေတွေဆွတ်ဆွတ်ဖြူနေရဲ့တဲတွေရှိရဲ့ကမ်းခြေတွေကတော့လှပလုံးနေခဲ့မဟုတ်လားဘန်ကောက်ကနေ transit ဆိုရင်တော့၄နာရီ15မိနစ်လောက်စီးရတဲ့ခရီးလေးဟာမာလီ airport တည်တည်လေးကိုဆက်ရောက်ခဲ့ရတာပေါ့တင်းငယ်လေးစိတ်ကလေးကသွားနေရင်တော့ မော်တိုက်လိုလှပတဲ့ဆက်ရောက်ရာကမ်းခြေတခုရှိခဲ့တာပဲအကူတို့မှလည်းအဲ့ဒီလိုဆက်နွယ်မှုအပိုင်းစားတည်တည်လေးရှိတယ်မဟုတ်လားညီမလှပလုံးနဲ့ရေပေါ်အိမ်လေးတွေကို speed boat စီးရင်နဲ့ညီးခဲ့ရတယ် Grand Resort One Iceland လို့တင်စားရလောက်အောင်ကျွန်းတကျွန်းမှာ resort တစ်ခုပဲတဲ့လူတရားရဲ့ဘဝမှာရောအခြားလူပဲတယောက်ကအပန်းဖြေလို့ရတယ်ညီမအပြောသဘောပဲဆိုရင်တော့လေ sunrise bar ကတောက်ဆရာတစ်ခုခုနဲ့ခဏလောက်တိတ်ဆိတ်နေကြမယ်။ဟိုတဲ့အခန်းထဲပြန်ရောက်ရင်တော့ညီမကရေချိုးမယ်။ပြီးရင်ညီမခဏလောက်အိပ်ပျော်သွားတဲ့အချိန်လေးမှာအကူကမအိပ်ဖ ೇನೆ အလုပ်ကိစ္စတချို့အတွက် laptop တစ်လုံးနဲ့လှုပ်ရှုပ်နေမယ်။အကူတခုခုကိုမလိုအပ်ဘူးလား။ယောက်ျားတယောက်အနေနဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတော့အကူကောင်းကောင်းသိတာပေါ့ညီမ။ ယောက်ျားတစ်ယောက်အနေနဲ့ဒီမြဝန်းတွေဆန်ရယ်တွေတန်းပြောင်အောင်လက်သေးတွေရဲ့ဆွဲဆောင်မှုတွေကအတော်လေးကိုလုံလောက်ပါတယ်ဟုတ်တာပေါ့အခုတခုခုလိုအပ်ခဲ့တာပေါ့ဒါပေမဲ့အခုလိုအပ်ခဲ့တာကလက်ဆက်တဲ့တတိတလုံးရဲ့ရှုံးစုတောက်ပမှုမျိုးနဲ့လိုအပ်တာမဟုတ်တော့ဘူးရေတဲ့ခန်းချောင်းနေတဲ့ကန္တရာတစ်ခုကလူတစ်ယောက်ကိုကိုလိုအပ်ချက်တစ်ခုအတွက်နဲ့ထပ်မံတန်းရမပေးချင်တဲ့စိတ်နဲ့လိုအပ်တာနောက်ရှုပ်သွားတာညမှာ အခုအခုလို့ခေါ်လာခဲ့တဲ့ဒီခီးမှာ given take တစ်ခုခုပါဝင်မယ်လို့ညီမထင်ထားမှာပေါ့အခုကလောကမှာ given take တွေကိုမုန်းနေညီမအခုပေးလိုက်ပြီမဲ့အခုပြန်လဲမရယူခြင်းတဲ့အရာတွေရှိတယ်ညီမအပါဝင်ပေါ့အခုတော့ရုပ်ရှင်တွေကစကလုံးတွေပြောနေပြန်ပြီလို့ညီမရဲခြင်းနေပြီထင်တယ်အော်ဒီကန်းကြီးပါလေညီမကြီးကကန်းကြီးတွေမှာတွေ့ရလိမ့်မရှိရဲ့ခီးခုန်လေးတွေရှိရဲ့ညီမ အဲ့ဒီခရုခွန်လေးတွေကိုကောက်ပါအဲ့လိုအထူးဆန်းခရုခွန်လေးတခုကအကူပေါ်ညီမရဟိုလေအကူက6များနေရလားဟိုလောက်တင်ညီမလေးတိတ်ကို6တွေ့နေရတဲ့ဘဝပေါ့6တွေ့ခန်း6နေရတဲ့ဖြစ်တည်မှုပေါ့တက်6ပင်တစ်ပင်ပေါ့အဲ့တော့ညီမလေးပြောသလိုအကူ6နေတိုင်းရပါပေါ့ကလေးဘဝကမဝယ်ဖြစ်ခဲ့တဲ့ ထတီဝဲဝင်ရုပ်လေးတွေတွေ့ရင်ဝဲဖြစ်တယ်ညီမရဲ့မိတ်ဆွေတွေရဲ့ကလေးတွေမွေးနေပါကုမာဘူးလက်လာလေးတွေလက်ဆောင်ပေးလို့ရှိရလူတွေကဘဝမှာကိုမတက်နိုင်ခဲ့တဲ့အရာတွေကိုတစ်ချိန်ချိန်မှာတက်နိုင်အောင်ကြိုးစားကြတယ်ဖြည့်ဆည်းကြတယ်ညီမအဲ့လိုဖြည့်ဆည်းရင်းနဲ့အချိန်တစ်ချိန်ကလိုအပ်ချက်တွေအနာတရတွေကိုအနည်းငယ်တော့ပဲဖြစ်ဖြစ်ဖေးမမိကောင်းရဲဆိုပြီးတော့ကိုကိုကိုလဲပြပြီးတော့လွမြောက်ချင်အောင်ဆောင်ရတာညီမရဲ့အခုအခုညီမကိုဖြူစင်ပေးလိုက်တဲ့အခါ တစ်ချိန်ကဒီကန်းကြီးကိုတရားရောက်နဲ့လိုက်ပါခဲ့ဘူးတဲ့အဲ့ဒီသူတယောက်ဟာဖြူဖြူစင်စင်ဆက်ဆံခံရလိုက်တယ်လို့ given date သဘောတရားဆက်ကန်တွေသူ့စီမှာမဖြစ်ပေါ်မကြောက်ခဲ့ဘူးလို့အခုပြောနေတယ်ယုံကြည်ရဲ့တွေ့ရခဲ့တဲ့အထူးဆန်ခင်းကွန်လေးတွေကိုတွေ့တိုင်းအခုကိုတတိယမယ်မဟုတ်လားညီမအခုကနားလေရခတ်တာပဲ။ အခုလဲလွယ်လင်းတကူနေထိုင်ချင်တာပဲညီမရေလဲလွယ်ကူကူလေးနေထိုင်ပြီးတော့လဲလွယ်ကူကူလေးပဲတည်ဆုံသွားချင်တာပေါ့တည်တည်ရအဖြော်ရည်တွေတခုပြီးတခုကောက်ထည့်ပြီးဆက်ထားတဲ့ကော့ထီးဖြော်ရည်လေးကငွေရည်ရည်ဝေးပဲရနေတော့ညီမမျိုးစုံဖြော်ဆက်ချင်းခံထားရတဲ့ဘဝမှာအချိန်ဖောက်ခံထားရရင်လည်းအပေါ်ရန်ကြည့်ရင်ပြည့်စုံလာတယ်လို့ထင်ရတဲ့တနေ့ကအခုလိုရင့်ချက်လာတာပဲပေါ့ညီမရေခေါ်တီးပါရီဆိုတော့လည်း အဆက်မပြတ်တီးခတ်နေတဲ့ပုံစံတွေကိုကြားနေရတယ်။အလုံးခုံတန်တွေကိုတီးခတ်ရင်ရောဘယ်လိုပါတီခမ်းနားမျိုးမှမှလူရဝင်ကြမှာပါလဲ။အကောင်းဆုံးဆိုတဲ့ quality ကလည်းဈေးကြီးရမဟုတ်လားညီမရဲ့။ညီမရောအခုလေးရင်ဒီစင်းပေါ်မှာလားအပျော်စီသေးမောပေါ်မှာလားဒါမှမဟုတ်ဒီလိုဖြူစွတ်လုံးနဲ့တဲရီခင်းကျင်ထားတဲ့ကမ်းခြေတစ်ခုခုကိုများရောက်နေမလား။ မြန်မာပြည်မှာတွေ့ဘူးလေးမရှိတဲ့ခရီးကွန်လေးတွေကိုကောက်ဖြစ်တဲ့အချိန်တိုင်းအခုကိုတတိယနောက်ညမှာခွန်ညိုတွေရှေ့ရှေ့တုန်းကခရီးကွန်လေးတွေအကြောင်း